စာထဲမှာတွေ့ဘူးတာကလူတွေကို လောင်စေတတ်တဲ့မီးခွန်းမျိုးရှိတယ်တဲ့ထင်းမီးလောဘမီးဒေါသမီးမောဟမီးလင်မယားကြမှာလောင်တဲ့လင်မယားမီးမိဘနဲ့သားသမီးကြမှာပူလောင်စေတဲ့မိဘမီးတန်ခါနဲ့တကာတွေကြမှာလောင်တဲ့တန်ခါမီးဆိုပြီးတော့စာပေမှာပူလောင်စေတတ်တဲ့မီးကိုခွန်းမျိုးပြတယ်မိဘတွေဟာအာဟုနေရကိမီးတဲ့ မိဘတွေဟာ သာသမီတွေအတွက်အကျိုးကျေးဇူးများတော်လဲပြင်းမှမိရင်သာသမီတွေကိုပူလောင်ကျွမ်းစေတတ်လို့မိဘတွေဟာသာသမီတွေအတွက်တော့မိတမျိုးလို့ဆိုထားတယ်။သိပ်ပြီးတော့သတိထားစရာကောင်းတယ်။မိဆိုတာလူတွေကိုသိပ်ကြည့်ကောင်းကျိုးပြုတယ်လို့အကင်အသွဲမှားရင်လဲလူတွေကို တခါတည်းသေလောက်အောင်ဖြစ်စေသေတဲ့အထီးဖြစ်စေဒုက္ခပေးတတ်တယ်။ထို့သူမိဘဆိုတာကလည်းသာသမီတွေအတွက် ကောင်းကျိုးများသလိုအစင်မသိရင်လဲလောင်စီတတ်တဲ့မိတမျိုးလို့ဆိုထားတယ်။ဒါကြောင့်မိဘကိုကင်တွေ့ရမှာမိဘနဲ့ဆက်ဆံရမှာအထူးသတိရှိကြပါလို့ပြောချင်တယ်။အကောင်းဆုံးကတော့မိဘတွေနဲ့ပတ်သက်လာရင်တတိအလွန်ထားဖို့မပြတ်မှားမိဖို့မိဘဒီဘက်ကအလွန်ဆိုးလွန်းတယ်လို့မြင်ရင်တောင်လွတ်အောင်မရှောင်းပြီးနေတတ်ထိုင်တတ်ဖို့ပြောရမှာပါပဲ။ ဘယ်လိုအကြောင်းနဲ့မှ ပြန်လှန်မပြောဖြစ်အောင် ထိမ့်နေသိသိနေကြရမယ်။စာပေတွေတရားတွေပြဇတ်တွေဇက်လန်းတွေမှာမိဘမေတ္တာတွေကိုတိတတ်ကြဖို့မိဘမေတ္တာတွေဟာအလွန်ကြီးမားကြောင်းအမျိုးမျိုးနဲ့ပြောဆိုဆုံးမနေကြတာပဲ။သို့တော်လည်းလက်တွေ့လူလောကထဲမှာတော့လူအတိုင်းအဝိုင်းအမျိုးမျိုးထဲမှာတော့မိဘနဲ့သာသမီအဆင်မပြေမှုတွေဟာ လက်ရှိတွေ့မြင်နေကြရတာပါပဲခုံဖုံးကတော့ဒါဟာအချစ်တွေမေတ္တာတွေနဲ့မဆိုင်ဘူးအချစ်တွေမေတ္တာတွေကြောင့်မဟုတ်ဘူးပုထုဇဉ်ဆိုတဲ့လူသားတွေဖြစ်နေကြလို့ဒီလူတွေဖြစ်နေကြတာပဲလို့လက်ခံထားလိုက်ပါတယ်ကဲရှိပါစီတော့ခုမိဘကိုပြန်လာမိပြီးသွားပြီမိဘကလည်းမရှိတော့ဘူးဘာပြောကြတော့မလဲမှားပြီးသားအမကိုပြန်ခံစားနေလို့ဘာကောင်းရှုမှမရနိုင်ဘူး အကောင်းဆုံးဘာလုပ်ရမလဲဆိုတာနဲ့ပဲပြောကျင်တယ်။မိဘကို အမှတ်ရတိုင်းကုသိုလ်ကောင်းမှုပြုတိုင်းအမျှပေးတာမျိုးလုပ်ပါ။မိဘကိုအောက်မေ့သတိရတဲ့အနေနဲ့ကုသိုလ်ကောင်းမှုပြုပေးတာမျိုးလုပ်ပါ။ဆွေမျိုးမိတ်ဆွေ အသည့်တွေတငယ်ချင်းတွေအပေါင်းအသင်းတွေကိုမိဘအပေါ်မှာ မလှန်မိကြဖို့တတ်နိုင်သမျှပြောဆိုဆောင်ရွက်ပါ။ဒါကကိုလုပ်ရမယ့်အကောင်းဆုံးအလုပ်ပါပဲ။ နံပါတ်1ဘုရားစကားလေးတစ်ခွန်းလေးပြောချင်ပါတယ်ဗုဒ္ဓကိုနိဂန္ဓရဲ့တပည့်ရွာသူကြီးတူကရှောက်တယ်ညစွာဘုရားဆရာနိဂန္ဓကပြောတယ်သတ္တူခိုးသူကာမကျူးသူ လိန်သူ မှန်သမျှဟာငရဲကြတယ်များတဲ့ကံကအဲ့ဒီကံပြုသူတွေကို ဆောင်းသွားကြတာပဲလို့ဆရာနိဂန္ဓကပြောပါတယ်ဘုရားလို့ဘုရားကိုရှောက်တော့ညစွာဘုရားက ရွာသူကြီးတဲ့ ိဂန္ဓပြောသလိုများတဲ့ကံကသာ ဆောင်းသွားနိုင်တယ်ဆိုရင်ဘယ်သူမှအပေကြမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုရင်လူတွေဟာတတ်တဲ့အချိန်နဲ့မတတ်တဲ့အချိန်ခိုးတဲ့အချိန်နဲ့မခိုးဘဲနေတဲ့အချိန်လိမ်တဲ့အချိန်တွေနဲ့မလိမ်ဘဲနေတဲ့အချိန်တွေဘယ်အချိန်တွေကပိုများတာလဲ။တကယ်တော့မတတ်တဲ့အချိန်မခိုးတဲ့အချိန်မလိမ်တဲ့အချိန်တွေကပိုများပါတယ်တဲ့။ဒါကြောင့်များတဲ့ကံကသာ ဆောင်းသွားတာဆိုရင်ဘယ်သူမှအပေကြမှာမဟုတ်ပါဘူးလို့ဘုရားကမိတ်တယ်။ရွာသူကြီးတဲ့တတ်သူမှန်သမျှအပေကြတယ်။ခိုးသူမှန်သမျှအပေကြတယ်။လိန်သူကာမကျူးသူမှန်သမျှအပေကြတယ်ဆိုတဲ့ယုံကြည်ရတဲ့ကိုယ့်ဆရာသမားရဲ့စကားကို စွဲမှတ်ယုံကြည်နေပြီးတော့ငါတော့တတ်မိပြီခိုးမိပြီလိန်မိပြီငါဆရာကြီးပြောတဲ့အတိုင်းအပေကြသူငရေကြသူ ဖြစ်မှာပဲလို့ အယူမှဖြစ်တယ်အဲ့ဒီစကားအဲ့ဒီအယူအဲ့ဒီအစွဲကိုမစွန့်ရင်မပယ်ရင်အဲ့ဒီသူဟာငရဲကြရမှာပဲလို့မိငယ်တယ်ဖခင်ကတော့အကြောင်းအမျိုးမျိုးနဲ့တတ်တာခိုးတာလိန်တာကာမကျူးတာတွေကိုကဲ့ရဲ့ခဲ့ပါတယ်အထူးကိုကဲ့ရဲ့ခဲ့တယ်အဲ့ဒီမကောင်းတာတွေကိုရှောင်ကြဖို့လဲမိငယ်တယ်ငါကတော့တတ်မိပြီခိုးမိပြီလိန်မိပြီဆိုရင် ငါဟာမကောင်းတဲ့အတတ်မှုခိုးမှုလိမ်မှုတွေကိုပြုမိပြီးငါဟာမကောင်းသူဖြစ်သွားပြီသို့တော်လေငါဟာအဲ့ဒီပြုမိတဲ့မကောင်းမှုကြီးဆိုတဲ့အကြောင်းကြောင့်နှလုံးမသားစိတ်ဆင်းရဲတွေဖြစ်နေရင်အဲ့ဒီမကောင်းမှုကြီးကလည်းပျောက်ပြတ်သွားမှာမှမဟုတ်တာဒီတော့နောင်ကိုပဲအဲ့ဒါလိုမကောင်းမှုကိုမပြုမိအောင်ရှောင်မယ်နောင်မမှားဖို့ပဲစိတ်ကိုထားတော့မယ်ခုပြုပြီးသွားတဲ့မကောင်းမှုပေါ်စိတ်ဆင်းရဲစိတ်ပူပန်တာတွေထပ်မဖြစ်အောင် ငါကြိုးစားနေထိုင်ဖို့နေထိုင်ရမယ်လို့ဘုရားကလမ်းညွှန်ခဲ့တယ်